င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းညောင်ဦးမြို့မှာစစ်ကောင်စီကခန့်တဲ့ရက်ွက်အုပ်ချုပ်ရေးမှုနဲ့အပေါင်းပါတွေကိုစစ်မှုတန်ကြီးငွေလက်စာမှုနဲ့စက်တင်ဘာလတတိယပတ်မှာစစ်တပ်ကလာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကသိရပါတယ် စစ်တပ်ကခန့်ထားတဲ့အမတ်တရက်ကွက်ကရက်ကွက်အုပ်ချုပ်ရေးမှူးဖိုးကျော်နဲ့သူ့ရဲ့အပေါင်းပါ9ယောက်ကိုစစ်မှုထမ်းကျင်းငွေတွေလက်စားမှုနဲ့စစ်ကောင်စီတပ်ကဖမ်းဆီးသွားတာတပတ်နေပါရှိပြီလို့ဆိုပါတယ်အုပ်ချုပ်ရေးမှူးဖိုးကျော်နဲ့အဖွဲ့ဟာစစ်တပ်အတွက်စစ်မှုထမ်းတပ်သားတွေအများဆုံးရှာပေးနေသူတွေဖြစ်ပြီးပေါ်တာဆွဲခံရသူတချို့စီကနေလည်းငွေကြေးအများအများတောင်းယူကာပြတ်လွတ်ပေးနေသူတွေဖြစ်တယ်လို့ညာဦးမြို့ကန်ကပြောပါတယ် ညောင်မျိုးမှာပေါ်တာဆွဲခံရသူတွေကိုပြန်ရွေးမဲ့ဆိုရင်အဆွဲခံရသူတယောက်ကို380လောက်အထိဈေးပေါက်နေတယ်လို့ညောင်ဦးမျိုးနဲ့ပါကဖတာဝန်ခံကိုစည်းက DBB ကိုပြောပါရရှင်။ ငလင်ဘေးပါဝင်သဘာဝဘေးအန္တရာယ်ဖြစ်လာတဲ့အခါအပြက်စီးတွေကြားတဲ့ကတတ်တချောင်းကိုနေပညာနဲ့ကဲတင်ဖို့ရှာဖွေခဲ့ကြတဲ့မြန်မာလူငယ်လေးတွေကကမ္ဘာစက်ရုပ်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲမှာရရှိခဲ့တဲ့ပထမဆုနဲ့အတူရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ဟန်နာပေးပို့ထားပါတယ်ရှင်။ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာကျင်းပတဲ့နိုင်ငံပေါင်း40ကျော်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ကမ္ဘာအိုလံပစ်ဆေးရုံပြိုင်ပွဲမှာအနာဂတ်စန်တစ်တီချွန်သူပြိုင်ပွဲ Future Innovator အငြင်းတန်းပွဲစီမှာ မြန်မာကလေးငယ်တွေရဲ့ We are genius မြန်မာကတီထွင်ထားတဲ့ AI အသုံးပြုရှာဖွေကိစ္စရေးစရုပ်က AI Power Search and Rescue Robotic ကနေပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။ဒီစရုပ်ကဟာငလင်ဘေးအပါဝင်တဘာဝဘေးအန္တရာယ်ကြာရောက်တဲ့နေရာဒေသအခြေအနေတွေမှာလူဝင်ရောက်ဖို့ခက်ခဲတဲ့အပျက်စီးကြိုးကြားတွေကြားအလိုအလျောက်တွာလာကအသက်ရှင်တန်ရတဲ့တက်ရှိတွေကိုရှာဖွေကိစ္စဖို့ရည်ရွယ်တယ်လို့ We are genius မြန်မာက ပြန်ပွဲဝင်သူဦးဖြစ်သူမောင်ညံကိုကပြောပါတယ်။ တကယ်ပြောရင်တော့ဒါကျွန်တော်တို့ရဲ့ဒါ robot ကကြာတော့ဒါအဲ့ဒီဟိုတွက်ခဲ့တဲ့လူတွေနေရာမှာအစားထိုးဖို့တော့လောက်တာဖြစ်ပါခဲ့။ဘာဖြစ်လို့လဲဆိုတော့ဒီမန်လေးငယ်တွေမှာဆိုလို့ရှိရင်သူကတစ်ခေါက်တည်းလောက်လောက်တာမဟုတ်ဘူး။ပြီးရင်အဲ့ဒီအနောက်မှာဆက်ပြီးရလဲဆက်ပြီးလှုပ်သွားတာဖြစ်ပါခဲ့။အဲ့တော့အဲမန်လေးငယ်တွေမှာဆိုလို့ရှိရင်ဒီလှုပ်လှုပ်ချင်းမှာတွက်ခဲ့လိုက်လို့ရှိရင်နောက်လာမယ့်ငလင်းထက်လှုပ်လိုက်တာ ਨੇ အဲ့ဒီလူတွေပိတ်မိနိုင်တာရှိပါခဲ့။အဲ့အကြောင်းဒီလူတွေနေရာမှာအစားထိုးပြီးတော့ဒီကောက်တော့ဖို့အတွက်ထွင်တာဖြစ်ပါခဲ့။ မိခရက်မတ်လ28ရက်နေ့ကစကိုင်းပြည်၍မှလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်းကြီးကြောင့်လူပေါင်း9000ကျော်တိဆုံခဲ့ရပြီးတမိုင်းဝင်အဆောက်အဦတွေဇီဒီပထိုးတွေနဲ့လူနေသိတာအဆောက်အဦတွေများစွာထိခိုက်ပျက်စီးခဲ့ရပါတယ်ဒီလိုသဘာဝဘေးတွေဖြစ်လာတဲ့အခါအခုလို့ AI အတုံးပြူချဖွဲ့ကစီရေးစရုပ်ကားတွေကလူအတက်တွေကိုကြည့်ရရောက်ကောက်ွယ်ဖို့နဲ့ကေတင်ဘို့အတွက် We are Genius မြန်မာကအတင်းသားတွေကတီထွင်ခဲ့ကြတာဖြစ်ပါတယ် We are Genius မြန်မာ အတင်းသားတွေဟာပြည်ဦးလင်မျိုးရှိ we are genius basic science school ကကျောင်းသားတွေဖြစ်ပြီးသူတို့တွေကိုနှိပညာနဲ့ပတ်သက်ပြီးလေ့ကျင့်သင်ကြားပေးပြီးတဲ့နောက်အောင်မြင်မှုရလာတဲ့အပေါ်ကျောင်းတည်ထောင်သူလည်းဖြစ်သူဆရာမဖြစ်သူတော့တင်ကြီးဝင်းကအခုလိုပြောပါတယ်โอเคเอ่อဒီပညာရက်တွေကလူတိုင်းကအဲပတ်စံရှိမှပေါ့เนาะအချိန်တွေတခုရောက်မှဒီပညာရက်တွေကိုသူတို့ကလေးတွေကလေ့လာနိုင်တယ်လို့လူတိုင်းထင်ကြတာပေါ့ကျွန်တော်တို့ဒီသင်တန်းလေးကိုဖွင့်ရတဲ့ရည်ရွယ်ချက်ကလည်းလူတိုင်းကမရွေးဒီပညာရက်ကိုဝါသနာတဲ့ ဝန္ဒနာပါတဲ့ကလေးတိုင်းတက်နိုင်အောင်လို့ဆိုပြီးကျွန်တော်တို့သူတို့တင့်တင့်နဲ့ဈေးနှုန်းလေးနဲ့တရားလေးလုပ်ပေးထားပါတယ်။တကယ် international မှာဆိုရင်တော့ကျွန်တော်တို့၃နှစ်လောက်ကနေဒီပညာရပ်တွေကိုစပြီးတင်ပေးတယ်ပေါ့။ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာတော့ကျွန်တော်ဝီယက်ဂျီနီယပ်စ်ကနေပြီးတော့အသက်9နှစ် grade 1စတက်တယ်ဆိုရင်ကျွန်တော်တို့ဒီပညာရပ်တွေကိုစပြီးတင်ပေးလို့ရပါပြီ။ဟုတ်ပုံမှန်လဲလက်ရှိလဲကျွန်တော်တို့တင်တန်းကနေ9နှစ်ကနေစပြီးတင်ပေးနေပါတယ်။ဟုတ်ကဲ့။ကမ္ဘာ့ဆေးရုံအိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲကို ဒီကရက်စတမလာ19ရက်နေ့ကနေ23ရက်နေ့အထိဖိလစ်ပိုင်နိုင်ငံမှာနိုင်ငံပေါင်း40ကဖွဲ့ပေါင်း180ဖွဲ့ပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။ပါဝင်ရှင်ပြိုင်ခဲ့ကြတဲ့ We are Genius မြန်မာအတင်းသားတွေဟာသက်17နှစ်အရွယ်ဖြစ်ကြတဲ့မောင်မိုးပြည်စုံကျော်မောင်ကျော်ဘုံခန့်စော်နဲ့အသက်17နှစ်အရွယ်မောင်ညံကိုရုဖြစ်ကြပါတယ်။ဒီလိုမြန်မာကလေးငယ်တွေစရုပ်ကားတွေတည်ထောင်နိုင်ပြီးကမ္ဘာအဆင့်ပြိုင်ပွဲတွေမှာဥရောပနဲ့အာရှကထိပ်တန်းနိုင်ငံတွေကိုကျော်လွန်ပြီးအနံ့ရရှိခဲ့ကြတာဖြစ်ပါတယ်။လာမယ့်အောက်တိုဘာလမှာလည်း ကမ္ဘာအဆင့်နိုင်ငံပေါင်း103နိုင်ငံပါဝင်တဲ့ပြိုင်ပွဲတွေကိုဆက်လက်ရှင်ပြိုင်တော်မှာဖြစ်တယ်လို့ World Robotics Olympic မြန်မာက organizer တူဖြစ်သူအတီကပြောပါရယ် အာဆိုတော့အခုကဒါကျွန်တော်တို့ခုနပြောသလိုဒီ Asia Pacific region ဒါအာရှတိုက်အာနဲ့ဒီဒီအာရှတိုက်တရားနိုင်ငံတွေနဲ့အဓိကအရှင်ပြိုင်ရတဲ့ပြိုင်ပွဲပေါ့နော်ဆိုတော့အဲ့အထဲထဲမှာဒါကျွန်တော်တို့ဒါပြိုင်ခဲ့တဲ့နိုင်ငံတွေမှာတိုက်အာ Chinese Taipei Taiwan အာ Hong Kong စတဲ့ Japan စတဲ့ဒါနီးပညာဟိုဒါအများကြီးပဲဟိုဒီသိပ္ပံနီးပညာကိုအများကြီးပြုစုပြောင်းမင်းနေကြတဲ့နိုင်ငံတွေအများကြီးပါတယ်အဲ့အထဲထဲကနေမှမြန်မာပထမကိုစုကိုရခဲ့တာပေါ့နော်ဆိုတော့ဒါမြန်မာနိုင်ငံရဲ့ဒါအကြောင်းအကြောင်းသားတွေရဲ့ရေချင်းကိုလည်းဒီမှာတစ်ခါရေးပြပေးတာ ဖြစ်တယ်နောက်ထပ်အဆင့်အနေနဲ့ကတော့ကျွန်တော်တို့ဒါကဘာအဆင့်ဒါဒါကဘာနိုင်ငံပေါင်း100နဲ့3နိုင်ငံပါတဲ့ international final ပွဲတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရှင်ပြိုင်သွားဖို့ရှိတယ်အာအဲ့ဒီပွဲစဉ်တွေကလည်းဒါလာမယ့် November လကျလို့ရှိရင်အာရှင်ပြိုင်သွားရမှာဖြစ်တယ်ပေါ့နော်ဟုတ်အာရှ Pacific ဒေသရဲ့စစ်ရုပ် Olympic ပြိုင်ပွဲမှာပထမရခဲ့တဲ့မြန်မာအတင်းဟာစုကြေးရရှိခဲ့တာမဟုတ်ပဲအမတရားစုစည်းကိုရာရရှိခဲ့တာဖြစ်ပြီးလာမယ့်ပြိုင်ပွဲတွေကိုလည်းဆက်လက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ် ဝါရိုဘိုတီအိုလံပစ်ဆိုတာကကဘာတော်ကလူငယ်တွေအတွက်ကျင်းပပြုလုပ်ပေးတဲ့နိုင်ငံတကာဆဲရုပ်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး Robo Mission, Robo Sport, Future Innovators, Future Engineers ဆိုပြီးပွဲစဉ်အမျိုးအစား၄မျိုးခွဲပြီးကျင်းပတာဖြစ်ပါတယ်။ကျွန်မဟန္နာပါ။ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချီချိုဆမ်းပါရှင်။